ြီးခဲ့တဲ့ပိုင်းမှာတော့ Marvelet တယောက် Barisaw ရဲ့ဓာတ်ချက်ကြောင့်တန်ရာရသွားပြီး Joe ကလည်း Marvelet တို့ငါးယောက်စီကနေတယောက်ထဲထွက်လာပါတယ်။ဒီပိုင်းရဲ့အဆမှာတော့တယောက်ထဲထွက်လာတဲ့ Joe ကိုအလုံးကစိတ်ပူနေကြတဲ့အချိန်တန်ရာရထားတဲ့ Marvelet ကတတိပြန်လာပါတယ်။ Marvelet ကတတိရလာလာရှင်းပါပဲတယောက်ထဲထွက်သွားတဲ့ Joe ကသူ့ကိစ္စတွေပြီးသွားရင်ပြန်လာမယ်ဆိုတာကိုယုံကြည်နေပါတယ်။ Joe ကတော့တယောက်ထဲထွက်လာရင်တချိန်တော့သူနဲ့သူရှိခဲ့တဲ့ Shiro တို့နှစ်ယောက်ကဇန်ကက်တွေရဲ့လက်ကနေထွက်ပြေးလာကြတာကိုပြန်မြင်ရောက်နေပါတယ်။တကယ်တော့တချိန်တော့ Joe နဲ့သူ ူရှီတိုတို့နှစ်ယောက်ကဇန်ကက်တွေကိုယုံကြည်ပြီးဇန်ကက်တပ်ဖွဲ့ဝင်တွေဖြစ်ခဲ့ပူပါတယ်။ဒါပေမဲ့ရက်ဆက်လွန်လာတဲ့ဇန်ကက်ကောင်တွေရဲ့လောက်ရက်တွေကိုတီးသွားတဲ့အချိန်မှာတော့နှစ်ယောက်သားထွက်ပြေးကြရင်လူရှင်းကွဲသွားပြီးရှီတိုကအဖမ်းခံလိုက်ရပါတယ်။အဲ့လိုနဲ့တွိုင်းတွိုင်းပြီးခဲ့တဲ့တိုက်ပွဲမှာတော့ဘာရီဆော့ရဲ့ဓာကြခဲ့တဲ့နေရာကိုရောက်လာပြီးသူ့ဓာတ်ကိုပြန်လာယူတဲ့ဘာရီဆော့နဲ့ထိုက်တိုက်တွေ့ပါတယ်။ဂျိုးကတော့ဘာရီဆော့ဆိုတာဘာမှမမှတ်မိတော့တဲ့ရှီတိုဖြစ်နေတာကြောင့်ဘာရီဆော့ကိုသူ့တငယ်ချင်းရှီတိုအဖြစ်ပြန်မှတ်မိလာအောင်လုပ်ပါတယ်။ဒါပေမဲ့ဘာရီဘလိုပဲလှုပ်လှုပ်ဘာရီဆော့ကတော့ တူကိုတူဝါရုစကီရဲ့တစ္ဆာခံတယောက်ဆိုတာထက်မပိုပဲဂျိုးကိုတိုက်ခိုက်နေတာကြောင့်ဂျိုးလည်းလက်လျှော့လိုက်ရပါတယ်ဂျိုးကလည်းသူ့တင်ငယ်ချင်းရှီရိုဆိုတာမရှိတော့တဲ့ဘိုင်ဆော့ကိုကြည့်ရင်တော်တော်လေးစိတ်မကောင်းဖြစ်သွားပြီးတစ်ဖက်မှာဝါရုစကီကလည်းပင်လယ်ဓားမြတွေကိုတတ်ဖို့အပြောင်းအလဲဓာတ်မောင်းအမိန်ပေးနေပါတယ်ဒဏ်ရာရထားတဲ့မာဘလာကတော့တတိပြန်လာတာနဲ့ရှီသမျှအစားအစာတွေကိုတစ်ဖြင်းတစ်ဖြင်းစားနေပြီးအဲ့ချိန်ခေါရိုကမာဘလာကိုဂျိုးပြန်လာမယ်ဆိုတာကိုဘာလို့အလောက်ထိတိနေတာလဲလို့မေးပါတယ်အဲ့လိုနဲ့မာဘလာကလည်းဂျိုးနဲ့စတွေ့တုန်းကအကြောင်းတွေကိုပြန် ျိုးပြပါတယ်အဲ့ဒီ နေရမာဗလက်တယောက်တည်းဇန်ကက်တွေဖြတ်စီထားတဲ့ဂျိုးတကူကိုလေးလိုက်ဇန်ကက်တွေလိုက်ဖမ်းနေတဲ့ဂျိုးကိုတွေ့လိုက်ရပါတယ်။ဘာဖြစ်နေကြတာလဲဆိုတာကိုမသိပေမဲ့တအုံနဲ့တယောက်ဖြစ်နေတဲ့ဂျိုးကိုမာဗလက်ကောင်ဝင်ကွင်းနှစ်ယောက်သားဇန်ကက်ကောင်တွေကိုကြောရှင်းကပ်ပြီးတိုက်ခိုက်ခဲ့ကြပါတယ်။အဲ့လိုနဲ့မာဗလက်ကဂျိုးရဲ့ဓာဆွမ်းရည်တွေကိုတဘောကြထားပြီးသူ့ရဲ့အိမ်မက်ဖြစ်တဲ့စัจ java ရဲ့အကြီးမြတ်ဆုံးယတနာကိုခြားဖို့ဂျိုးကိုပထမအဦးဆုံးအဖွဲ့ဝင်အနေနဲ့ခေါ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနေ့ကဂျိုးကလည်းမာဗလက်လိုရှင်နေတဲ့စัจ java ရဲ့အကြီးမြတ်ဆုံးယတနာကိုမတွေ့မရှင်သူ ူရှာကူမယ်လို့ပြောခဲ့တာကြောင့်ဂျိုးပြန်လာမယ်ဆိုတာကိုမာဗလက်ကယုံကြည်နေတာဖြစ်ပါတယ်။အဲအချိန်ဝါရုစကီလွတ်လိုက်တဲ့အပြောင်ဒါနမကယာနဲ့ရှိတဲ့ဇန်ပြက်ကောင်တွေကိုဦးဆောင်ပြီးပင်လယ်ဓမြငါကောင်ကိုသူနဲ့လာတိုက်ခိုက်ဖို့ဆိုင်ခေါ်ပါတယ်။မာဗလက်တို့လေယောက်ကလည်းနည်းနည်းလေးတော့တုတ်ဆိုင်မနေပဲတွားတိုက်ခိုက်ဖို့လုပ်နေတဲ့အချိန်ကာရိုကတူကူညီရမလာလို့မိပါတယ်။ဒါပေမဲ့မာဗလက်တို့ကတော့ဂျိုးပြန်လာတာကိုဆောင်ရင်လေယောက်သာအစွမ်းကုန်တိုက်ခိုက်ကြမှာဖြစ်တာကြောင့်မလိုဘူးလို့ယဉ်ယဉ်ကျေးကျေးပဲညင်လိုက်ပါတယ်။ဂျိုးကတော့သူ့ရဲ့တငယ်ချင်းရှီရောမရှိရောလို့တယောက် ်ထဲစိတ်မကောင်းဖြစ်နေပြီးအဲ့အချိန်သူ့မှာမာဗလက်သူရှိနေသေးတယ်ဆိုတာကိုတတိယသွားပါတယ်အဲ့အချိန်မှာသူ့မှာပြန်စရာအိမ်ရှိနေသေးတာကိုတတိယသွားပြီးအိမ်ဟုန်ပြန်ဖို့အသေးအတန်ပြေးလာပါတယ်မာဗလက်သူ့လျောက်ကလည်းရိန်ဂျာအမျိုးမျိုးနဲ့တိတ်ကွက်အမျိုးမျိုးကိုတုံပြီးယာနဲ့ရှိတဲ့ဇန်ကက်ကောင်တွေကိုတိုက်ခိုက်နေကြပါတယ်ဒါပေမဲ့များပြားလာတဲ့ဇန်ကက်ကောင်တွေကြောင့်လျောက်သားလည်းမရှုမလားဖြစ်နေပြီးခံရလိုက်ပြန်ချလိုက်နဲ့လုံးလဲချလဲလိုက်နေကြပါတယ်အဲ့အချိန်အပြေးလွှားပြန်လာနေတဲ့ဂျိုးကတော့လမ်းတွဲမှာစောင့်နေတဲ့ခေါရိုကဂျိုးကိုသူတို့ရဲ့ရှီခန်းကြ ားတွေရဲ့အထူးကဆွမ်းအားကိုယုံယုံကြည်ကြည်နဲ့ပဲပေးပါတယ်။အစားကတော့ခေါလိုလဲပင်လယ်တွေများတွေကိုသဘောမကျပေမဲ့သူတို့ရဲ့စိတ်နေစိတ်ထားကြောင့်ဂျိုးကိုပြင်စရာမလိုတော့ပဲအချုံပေးလိုက်ပြီးအထူးကဆွမ်းအားကိုပေးလိုက်တာဖြစ်ပါတယ်။တစ်ဖက်မှာဂျိုးရဲ့ပြန်အလာကိုစောင့်နေကြတဲ့မာဗလက်တို့လျောက်ကလည်းလူသားအတွင်နဲ့ရေကုန်ရေခမ်းတိုက်ခိုက်နေကြပြီးလျောက်သားအလဲလဲအကွဲကွဲခံနေရပါတယ်။အဲ့အချိန်ဂျိုးရဲ့ဓာချက်တွေကလူထက်အရင်ရောက်လာပြီးမာဗလက်တို့ကိုသူရောက်လာပြီးဆိုတဲ့အကြောင်းကိုအတိပေးလိုက်ပါတယ်။အဲ့လိုနဲ့အမြဲတမ်းအတူတူကြော်ဖြတ်လာကြတဲ့တငယ်ချင်းတွေက လည်းကိုကိန်းကြားအဖြစ်ပြောင်းလိုက်ကြပြီးတက်ညီလန်ညီနဲ့ဆက်ပြီးတိုက်ပွဲဝင်ကြပါတယ်။ငါးဗလက်နဲ့ဂျိုးတို့နှစ်ယောက်ကလည်းသူတို့ရဲ့ပထမအုံဆုံးတိုက်ပွဲရလို့ကြောရှင်ကပ်ပြီးတိုက်ခိုက်ရင်ကနေဇန်ကက်တွေအကုန်လုံးကိုအံပီးလိုက်ကြပါတယ်။အဲ့လိုနဲ့အပြောင်ဓာဓမာအလေးကိုရောက်လာတဲ့အချိန်မှာတော့မာဗလက်တွန်၅ယောက်ကခြိကန်းကြားအဖြစ်ပြောင်းလိုက်ကြပြီးကိုကိန်းကြားအဖြစ်နဲ့ပဲအံပီးလိုက်ကြပါတယ်။အပြောင်ဓာဓမာကတော့ထုံးစံတိုင်အစား၁၀၀လောက်ကြီးသွားတာကြောင့်မာဗလက်တို့ကလည်းကိုကိန်းမကစောပြောင်းပြီးတိုက်ခိုက်ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့ကိုကိန်းကောင်မကစောကြီးကအပြောင်ဓာဓမာကိုအစ ဆုံးတက်လို့မရပဲဖြစ်နေပြီးအဲအချိန်ခေါရိုရဲ့ဂျေဆုနဲ့ရှီခန်းချားတွေရဲ့အဓိကဆွမ်းအားကိုတုံးလို့ရသွားတာကြောင့်ချီကန်ကိုကိန်းမကစောကြီးအဖြစ်နဲ့အပြောင်းဒါရမအကိုအံပေးလိုက်ကြပါတယ်။ဒါကတော့ကိုကိန်းကြအပိုင်းဆက်နေဖြစ်ပါတယ်။